တယောက်ယောက်ကိုနှစ်သက်နေပြီရားကျင်နေပြီရှင်သိကြတယ်အဲ့ဒီလူရဲ့ကျွန်းဖြစ်တော့မှာဟုတ်တယ်မဟုတ်လားသူ့ကိုသဘောကျနေပြီဆိုရင်တော့အနည်းဆုံးတော့သူ့စိတ်တိုင်းကြောင့်ဦးဇင်းတို့နေပေးရတော့မှာလေပြောရရင်ကိုယ့်ဘဝကိုတတိတေတာဖွဲ့ပေးလိုက်ရပြီဖဲ့ပေးလိုက်ရပြီအကုန်လုံးကိုယ့်စိတ်တိုင်းကြောင့်နေလို့မရတော့ကျွန်းဆိုတာသူ့ဘဝကိုသူမပိုင်ဘူးသူ့ဘဝကိုဇောပိုင်တော့တခင်ကပိုင်တယ်ဟုတ်တယ်မဟုတ်လားရှိခေကကျွန်းနေမှာလေ သခင်ကတတ်ချင်းလဲတတ်လို့ရတဲ့ရောင်းချင်းလဲရောင်းလို့ရတဲ့တနေ့ကုန်အစာမကျွေးဘဲနဲ့ပြစ်ထားမယ်ဆိုရင်လည်းပြစ်ထားလို့ရတယ်။ကျွန်းဆိုတာသူ့ဘဝသူမပိုင်ဘူးသခင်ကပဲပိုင်တယ်။အဲ့တော့လောဘဖြစ်ပြီဆိုရင်အဲ့ဒီလိုကိုယ့်ဘဝကိုကိုယ်မပိုင်တဲ့အနေအထားမျိုးကိုရောက်အောင်လောဘကလှုပ်လိုက်တာ။ဒါကြောင့်လောဘဟာကျွန်းဖြစ်စေတဲ့တည်းအဲ့ဒါကိုအပေါ်ယံလေးပြောတာနော်။တယောက်ယောက်ကိုမြင်နိုးနေပြီဆိုရင်အဲ့ဒါမဖြစ်တော့မလို့သူ့ကျွန်းဖြစ်တော့မယ်။ဒါကအပေါ်ယံပြောတာ။တချို့ခွေးလေးတွေအောင်လေးတွေချစ်တယ် ဘာဖြစ်တော့ခွေးလေးတွေကြောင်လေးတွေရဲ့ကြုံဖြစ်တာနော်ဟာကိုကတော့ကိုကကိုကိုဒေးကြီးပြေးပြီးတော့ဝယ်ထားတာဆိုပြီးတော့လူချမ်းသာရဲ့ဟိုပုံတရံနမိတ်အနေနဲ့တချို့ပြကြတာလည်းရှိတယ်တကယ်တမ်းကဘာဖြစ်လဲရေချိုးပေးရတယ်ဆပြတိုက်ပေးရတယ်အမေတချို့ခွေးကအရန်ကောင်းမှစားတာရှိသေးတယ်ဟုတ်လားအဲ့တော့လေသူ့ကြောင်လေးရနဲ့သူလာတာပေါ့လေထပ်ပြီးတော့ဦးဇင်းတို့လောဘဟာကြုံဖြစ်စေတတ်တယ်ဆိုတာကိုလေးလေးနက်နက်လည်းစဉ်းစားကြည့်ဖို့လိုတယ်ဆိုကြပါစို့လေးလေးနက်နက်လေးပြောကြည့်မယ်ဒါကြတော့ တခုခုရားကျင်နေပြီတခုခုဖြစ်ကျင်နေပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းဥစဉ်တို့မှာလုတ်ပေးရမယ့်တာဝန်ကြီးတခုရှိသွားတယ်။ဟုတ်တယ်မဟုတ်လား။အဲ့ဒီတာဝန်ကြီးကိုကိုယ်ပခုံးမော်ကိုဘယ်သူပြစ်တင်ပေးလိုက်တယ်လဲ။လောဘအတင်ပေးလိုက်တာနော်ဘယ်သူကမှမမဖြစ်မနေလုတ်လို့ပြောတာမရှိဘူး။ကိုကဒါကိုရားကျင်ပြီဒါဖြစ်ကျင်ပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းကိုယ်မှာလုတ်ပေးရမယ့်တာဝန်ကြီးကိုရှိသွားတယ်။ဘယ်သူခိုင်းတာလဲ။လောဘခိုင်းတာ။ ဒါမဲ့ဒကာဓမ္မတို့ဥညင်တို့အတွက်အလွန်ကြီးမားတဲ့အမှားကဘာလဲဆိုတော့ဘယ်သူခိုင်းလို့ခိုင်းမှမသိတဲ့ကိစ္စလို့ဥညင်ထင်လောဘကခိုင်းလို့လုံးရတဲ့ကိစ္စကိုငါလို့ခြင်းလို့လုံးတာလို့လောဘကိုငါလို့ထင်နေတဲ့ကိစ္စတက္ကာယဒိဋ္ဌိပေါ့နော်ငါလို့ခြင်းလို့လုံးတာလို့ဆိုတော့ငါကငါဆိုတော့အပြစ်တင်လို့လည်းပြစ်တင်ခြင်းစိတ်လည်းမရှိတော့ဘူးလေလောဘကိုငါလို့ထင်နေတာတကယ်တမ်းကလောဘနဲ့ငါနဲ့ကိုယ်သာကွဲပြားမယ်ဆိုလို့ရှိရင်လောဘကိုဥညင်တို့တွေပိုးပြီးတော့စိတ်နာစရာကောင်းလိမ့်မယ်အခုလောဘကိုစိတ်နာကောင်းမှမသိဘူး စိတ်နာဖို့နေနေတာကကိုယ့်ကိုနှိမ့်ဆက်နေတဲ့တရားခံအစစ်ဟာဘယ်လိုလဲဆိုတာတော့မသိဘူး။နောက်တရားခံကိုဖမ်းပြီးတော့အပြစ်ပေးဖို့ဆိုတာအဝေးကြီးနော်။တရားခံဘယ်လိုလဲဆိုတာတော့မသိသေးဘူးအများစုကတကယ်တမ်းတရားခံအစစ်ကဘယ်လိုလဲလောဘနော်။ဟုတ်လား။ဒါကြောင့်ဆရာကြီးကပြောတာလောဘဟာကျုံဖြစ်စေတတ်တယ်တဲ့